အခုကြည့်နေတဲ့လူက Realme ဖုန်းကင်ထားတယ်လို့ဆိုရင်ဒီလိုလေးကိုစောင့်အောင်ကြည့်တင်တယ်ဒီခါဗီဒီယိုမှာ Realme ဖုန်းတွေမှာပါတဲ့ feature လေးတွေအသုံးဝင်တဲ့တက်ဆန်ထွက်လေးတွေကိုပြောပြပေးပါမယ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အတူတူစောင့်ကြည့်ကြည့်လိုက်အောင်ပထမဆုံးတစ်ခုကတော့ Realme ဖုန်းတွေကိုစကိုင်းမယ်ဆိုရင်ကျွန်တော်တို့ဖုန်းရဲ့ notification bar မှာ ဘယ်ဖြစ်ပါစန်းနေကိုပြတဲ့ခါကျရင်သူကခဏန်းနေပြတာမဟုတ်ဘူးအဲ့တော့ကို့အနေနဲ့အတိအကျမသိရဘူးပေါ့နော်အဲ့တော့ကိုကမကြိုက်ဘူးအတိအကျခဏန်းနေပြတာလိုချင်တယ်ဆိုရင်ဘယ်လိုမျိုးလုပ်အောင်လဲဆိုတော့ကျွန်တော်အခုပြောပြပေးပါမယ်အဲ့တော့ကျွန်တော်က Realme ရအသက်ထွက်ထားတဲ့ Realme C75 X နည်းနဲ့ပဲလုပ်ပြလိုက်မယ်ဒါလေးကိုဘယ်လိုမျိုးလုပ်အောင်လဲဆိုတော့ပထမဆုံးကျွန်တော်တို့ setting နဲ့ဝင်မယ်နောက်ပြီးကြရင်ကျွန်တော်တို့ notification and quick setting ဆိုတာလေးရှိတယ်ဒီထဲကိုထပ်ပြီးတော့ဝင်လိုက်ပြီးကြရင် state bar ဆိုတာလေးရှိတယ် state bar မှာ ဒီအပေါ်မှာဆိုရင်ဒီ battery percent နဲ့ကိုဒီမှာပုံမှန်ဆိုရင် off ထားတာရှိတယ်အဲ့ဒါကိုကိုကကဏ္ဍနဲ့အတိအကျမြင်နေတာဖြစ်တဲ့ကြောင့်ဒါလေး on ပေးလိုက်အဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ notification state အပေါ်မှာ battery percent နဲ့ကကဏ္ဍလေးနဲ့တိတိကျကျပေါ်မှာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ realme ဖုန်းတွေမှာဒီ power button ကိုဖိနှိပ်လိုက်တဲ့အခါကျရင် power off တာ reset ချတာဒီလိုမျိုးကိုပေးမလုပ်ဘဲနဲ့သူက digital assistant ခေါ်တာကို default အနေနဲ့ထားထားပေးတယ်အဲ့ဒါကိုကိုကမကြိုက်ဘူးကိုရဲ့ power button ကို long press နှိပ်လိုက်တာနဲ့ ်ပေါင်း off တာတို့မျိုး reset ချတာလုပ်ချင်တယ်ဆိုရင်ဘယ်လိုမျိုးပြောင်းပြီးတော့လုပ်လို့ရလဲဆိုတာကိုကျွန်တော်အခုပြောပြပေးပါမယ်ပုံမှန်ဆိုရင်ကျွန်တော်ဒီလို power button ကိုဖိပြီးတော့နှိပ်လိုက်မယ်ဆိုရင်ဒီမှာ gemini ကိုသူကခေါ်တဲ့ဟာဖြစ်တယ်ကိုကအဲ့ဒါကိုမလိုချင်ဘူး power off တာ reset ချတာပဲလိုချင်တယ်ဆိုရင်ဘယ်လိုမျိုးလုပ်အောင်လဲဆိုတော့ကျွန်တော်ပထမဆုံး setting နဲ့ဝင်မယ် setting နဲ့ဝင်ပွားရင်ဟိုအောက်လေးကိုနည်းနည်းလေးဆွဲချပြီးတော့ accessibility and convenience ဆိုတာရှိတယ်အားလေးတော့ထပ်ဝင်လိုက်နောက်ပြွားကြရင်ဟိုအောက်ကိုဆွဲချပြီးတော့ကျွန်တော် power button ဆိုတာရှိတယ် အဲ့ power button လေးကိုနှိပ်လိုက်ဒီမှာဆိုရင် press the hold the power button မှာက digital assistant ဆိုတာလေးဖြစ်နေတယ်ကျွန်တော်က reset ချတာ power off တာလိုချင်တာဖြစ်တဲ့ကြောင့် power menu လေးကိုရွှေ့ပြလိုက်မယ်ဆိုရင်ရပါပြီကျွန်တော်အခုလုပ်ပြပါမယ်ဒီမှာဆိုရင်ကျွန်တော် power off တာ reset ချတာကိုစိတ်ကြိုက်လုပ်လို့ရပါပြီနောက်တစ်ခုကတော့ကိုသုံးနေတဲ့ realme phone ရဲ့ power button ကိုနှစ်ချက်လောက်ထိလိုက်အောင်နဲ့ camera app ထဲကိုတစ်ခါတည်းဝင်သွားအောင်ဘယ်လိုမျိုးလုပ်လို့ရလဲဆိုတာကိုကျွန်တော်ပြောပြပေးမယ် ထိလိုက်ရုံပဲပေါ့နော်ခလုတ်ကိုနှိပ်เสียမလို့ဘူးဒီ feature လေးကိုဘယ်လိုမျိုးဖွင့်ရမလဲဆိုတော့ကျွန်တော်ပထမဆုံး setting နဲ့ဝင်လိုက်မယ် setting နဲ့ဝင်ပြီးတော့အောက်လေးကိုဆွဲချပြီးတော့ဒီ accessibility and convenience ဆိုတာရှိတယ်ဒါလေးတွေဝင်လိုက်နောက်ပြီးကျရင်အောက်ဆုံးကိုအဆုံးထိဆွဲချပြီးပါရင်ဒီမှာ dynamic button ဆိုတာရှိတယ်ဒီထဲကိုဝင်လိုက်ပုံမှန်ဆိုရင်တော့ဒီ dynamic button off ထားတာပေါ့เนาะဒါပေမဲ့ကျွန်တော်ကဖွင့်ထားလိုက်ပြီပုံမှန်ဆိုရင်တော့ဒီ DND move ကို तू က default အနေနဲ့ထားပေးထားတယ်အဲ့ဒါကိုကိုကမကြိုက်ဘူးဆိုရင်ပြောင်းလိုက်လို့ရတယ်ဒီမှာဆိုရင်ကျွန်တော် open camera ကိုရွှေ့လိုက်မယ် confirm နေလိုက်မယ်အဲဆိုကျွန်တော် power button ကိုနှစ်ချက်လောက်ထိလိုက်တာ ਨੇ camera setting နဲ့ကိုတစ်ခါလေးဝင်သွားမှာဖြစ်ပါတယ်နောက်ပြီးတော့ဒီ dynamic button မှာပို့ပြီးတော့ mic တဲ့ချက်ကကိုယ့်ရဲ့ဖုန်းကိုအသံအတိုးလျှော့လုပ်မယ်ဆိုရင်ကျွန်တော်တို့ volume up down button ကိုတွားနှိပ်ဆရာမလို့ပဲ ਨੇ power button ကိုအပေါ်လေးဆွဲလိုက်ရင်ကျွန်တော် volume up တာအောက်လေးဆွဲထားလိုက်ရင် volume down တာ ဒါလေးကိုလည်းသုံးလို့ရတော့အခြားဖုန်းတွေနဲ့မတူဘဲနဲ့ unique ဖြစ်တာပေါ့နောက်ဆုံးတစ်ခုကတော့ကိုကကိုယ့်ရဲ့ဖုန်းကို screen protector ရေးတက်သုံးလို့ကိုယ့်ရဲ့ဖုန်းက touch ကတိတ်ပြီးတော့လောရတိတ်အဆင်မပြေတော့ဘူးဖုန်းသုံးရတိတ်ပြီးတော့ကောင်းနေဆိုပြီးခန်းစားချက်ကိုမရတော့ဘူးဆိုရင်ကျွန်တော်အခုပြောမယ့် setting လေးကိုဖွင့်ပေးလိုက်အဲ့ဒါဆိုရင်အဆင်ပြေသွားလိမ့်မယ်အဲ့တော့ကိုကကိုယ့်ရဲ့ဖုန်းကို screen protector အများကြီးကတ်ထားဆိုရင်ဘယ်လိုမျိုးသုံးရတာပို့ပြီးတော့အဆင်ပြေအောင်လုပ်လို့ရမလဲဆိုတော့ပထမဆုံးကျွန်တော်တို့ setting နဲ့ဝင်လိုက်မယ်နောက်ပြီးတော့အောက်ကိုဆွဲချဒီ accessibility and convenience နဲ့ကိုထပ်ဝင် နောက်ပြီးကျရင်အောက်လေးကိုဆွဲချပြီးတော့ကျွန်တော်တို့ဒီ tag adaptation ဆိုတာရှိရပါတော့အဲ့ထဲကိုစက်ဝင်လိုက်ဒီမှာဆိုရင်ကျွန်တော် screen protector mode ဆိုတာပါတယ်ပုံမှန်ဆိုရင် off နေတာဒါလေးကို on ပေးလိုက်နောက်ပြီးတော့ကိုယ့်ရဲ့ဖုန်းကရေဆိုးလေးပါခံနေဆိုရင်ကျွန်တော်တို့မိုးရေထဲမှာဖုန်းသုံးတဲ့အခါမှာမိုးရေသက်တရားဖုန်းကိုထိပြီးတော့ဒီပေါ့နော်နှိမ့်ချင်တာနှိမ့်အဲ့လိုမျိုးမဖြစ်ချင်ဘူးဆိုရင်လေဒီဟာလေးကို on ပေးလိုက် ။အဲဒါဆိုရင်ကိုယ့်ရဲ့ဖုန်းကငွေရဲမှာဖုန်းတွေပါသုံးမယ်ဆိုရင်တော့ EECC သုံးလို့ရပါပြီ။ဒါတွေကကျွန်တော်တို့ Realme ဖုန်းတွေမှာပါတဲ့အသုံးဝင်တဲ့ feature လေးတွေ၊တင်ဆက်ထွက်လေးတွေကိုပြောပြပေးကြတာဖြစ်ပါတယ်။ကျွန်တော်နောက်ထပ် video တွေမှာလည်းကျွန်တော်ဖုန်း brand တွေရဲ့အသုံးဝင်တဲ့တင်ဆက်ထွက်တွေ feature လေးတွေကိုပြောပြပေးသွားမှာမလို့ကျွန်တော်တို့ page ကို like and subscribe လုပ်ခဲ့ပါလို့ပြောနေပဲ။အားလုံးကျေးဇူးတင်ပါတယ်။ကျွန်တော်အောက်ခံပါ